မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆ iam မောင်လေးကြီးရေးသားသောဂယုဏရတအပြည့်ပအောင်တရုတ်ဆောင်နိုင်သောကက်ဆက်ဇလန်အတံမင်းသမီးတင်နေတဲ့အကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတူတရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ကွန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်။ မင်းသမီးကြီးတင်နေတဲ့ပင်ကိုကအနေအေးသူပြီးပြီးသူရိုက်ကူးခဲ့သမျှရုပ်ရှင်ကားများကိုကြည့်လိုက်လျက်ပဲစိတ်အေးချမ်းမှုကိုပေးစောနိုင်သည့်အပြင်ဂယုနာတအောင်ပိုင်နိုင်စွာသေုပ်ဆောင်နိုင်သည့်ကများသည်ကဆက်အတန်လင်းဇလန်းခေတ်တွင်တင်နေတဲ့မပါလျင်ရက်သားမမြောက်တော့ပင် ဇလန်းငွေများတွင်အယုတ်များကိုမမြင်ရပါဘဲအတန်နှင့်အလွန်အဆွေအပျော်ကြည်နှူးမှုအချွဲအနှွဲတို့ပေါ်လွင်လာအောင်သူမ၏ထူးခြားသောအတန်ဖြင့်ဆွဲဆောင်နိုင်စွမ်းရှိသူဖြစ်သည်။ဆိုရပါမူအတန်ဖြင့်တရုတ်ပေါ်လာအောင်ဆွမ်းဆောင်နိုင်သည့်အတန်ပါရမီရှင်ထဲတွင်တင်းတင်းနှဲ့သည့်ထိတ်တန်းကပါဝင်သည်။မင်းသမီးတင်တဲ့နယ်ကိုအဖအဥကျော်ရဲ့အမိဒေါ်တင်ယုံတို့မှဒီဇင်ဘာလ9ရက်1944ခုနှစ်တွင်မွေးဖွားခဲ့ပြီးတဦးတည်းသောသမီးဖြစ်သည် ရုပ်ရှင်လောကသို့1963ခုနှစ်တွင်ဒရိုက်တာဦးချစ်ခင်ရိုက်ကူးခဲ့သောမြက်ဆက်ကားဖြင့်စတင်ဝင်ရောက်ခဲ့ပြီးထိုဆက်ကားတွင်ဝင်းဦးမြင့်မြင့်ခင်ချစ်စပယ်တို့နှင့်တွဲဖက်ပါဝင်ခွင့်ရခဲ့သည်ရုပ်ရှင်ကားပေါင်း40ခန့်ရိုက်ကူးခဲ့ပြီးလူကြိုက်အများဆုံးဆက်ကားများမှာဥပေါင်းစင်းနှင့်မြင်းညိုရှင်လကွယ်မိုးနောင်မယားထောင်ကျောက်စကားပြောသောတဲ့နှလုံးကျမမမိမသာ မောင်းမမငိမ့်တောင်ပြားတန်းနဲ့ပန်းသင်းမြစ်တာပလဲသွဲ နန်းတလိန်ပန်းတလိန်စေတနာမှန်သောကံတရားအပြည့်မပြောနဲ့မှချောမောမြင့်မြင့်ကိုတစ္ဆာဆိုမယ်ချစ်သူရွေးမယ်ချစ်ဝဲလေရွှေတကားကြီးဖွင့်ပါအောင်ချစ်ဦးတိမ်ပကြီး စွန့်စားခြင်းအတူတူဘသူမြတ်တလဲတို့ဖြစ်သည်ဒရိုက်တာဥဒုခရေကျမမမိမသားစကားရဲအဓိကမင်းသမီးဖြစ်ပါဝင်ပြီးတေယုတ်ဆောင်ထူးချွန်စုအကယ်ဒမီစုခိုးခဲ့သည်ထိုနှစ်တွင်ဥသက်ထွန်းနှင့်လက်ထပ်ခဲ့ပြီးသားနှစ်ယောက်ထွန်းကားခဲ့သည် နောက်ပိုင်းတွင်တင်းတင်းရွဲ့သည်မိုးရွာပါနှလုံးရောဂါအခမ်းအကြောင်းထိုင်းနိုင်ငံ၌ဒူဘိုင်းနိုင်ငံမှလာရောက်ဖွင့်လှစ်သောဆေးရုံတို့၃ချိန်စိတ်ကူတမှုခံယူခဲ့ရ၍ရုပ်ရှင်ရိုက်ကူးခြင်းကိုရည်နာခဲ့ရသည် တင်းတင်းတွဲ၏လူကြိုက်အများဆုံးကက်ဆက်ဇလန်းမှာဘူအောင်တဲ့အတန်းဇလန်းဖြစ်သည်ကောလိပ်ဂျင်းနေဝင်းကဘူအောင်တဲ့ဖြစ်အတန်းဖြစ်တရုပ်ဆောင်ခဲ့ပြီးမမြန်ဝင်းနေရာမှာတင်းတင်းတွဲကအတန်းဖြစ်ပျောက်မြောက်စွာတင်ဆက်ခဲ့သည်တင်းတင်းတွဲနှင့်ခစ်ပြိုင်ကက်ဆက်ဇလန်းလောက၌ထင်ရှားသူများမှာကောလိပ်ဂျင်းနေဝင်းဒနုပြူကြည်ကြည်သိန်းတို့ဖြစ်သည်ရေဒီယိုအတန်လွင့်ဇလန်းပမာခစ်တွင်လဲတင်နေရသည့်ထင်ရှားကြော်ကြသူဖြစ်သည် တင်းတင်းရဲ့အတန်ကိုနားဆင်လိုက်ရုံဖြင့်မျက်ရည်ဆူလာသည့်အထိအတန်ပညာဖြင့်ဖန်တီးနိုင်ခဲ့လေသည်။မောင်ကြီးမုံဂန်ဝဲမောင်ဝိုင်းတို့စီစဉ်သောကက်ဆက်ဇလန်းများတွင်တင်းတင်းရဲ့သည်အတန်ဖြင့်အများဆုံးသေယုတ်ဆောင်ခဲ့သူဖြစ်သည်။တင်းတင်းရဲ့နောက်ဆုံးရိုက်ကူးခဲ့သောဇလန်းမှာ1988ခုနှစ်တွင်ဒရိုက်တာလေးလင်းရိုက်ကူးသောတက်လေဇကာဖြစ်သည်။ ကျမ်းမာရေးကြောင်ရုပ်ရှင်လောကနဲ့နှစ်ပေါင်း30ကျော်ကင်းကွာခဲ့တော့လေတင်းနေရွက်ကိုမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာအမှုပညာကုံရည်စု2023ပေးအပ်ချိမြင်ခဲ့သည် အကယ်ဒမီတင်တင်ရွက်သည်2015ခုနှစ်နိုဝင်ဘာလ17ရက်မနက်9နာရီအသက်82နှစ်အရွယ်တွင်မွေးရာပါနှလုံးသွေးကြောချင်းရောဂါဖြင့်ရန်ကုန်ပြည်သူစေယုံကြီး၌ကွယ်လွန်သွားခဲ့သည်။ကွယ်လွန်ချိန်တွင်ခင်မွန်းဥတ္တထောနှင့်သားဆိုးသူရထွန်းကြံရခဲ့သည်။တားကြီးဖြစ်သူဇာနေဝဲမှာ2009ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။မင်းသမီးတင်တင်ရွက်ပအဝင်သေးုပ်ဆောင်ခဲ့သောဇာကားများကိုမူ မှတ်မိသမျှဖော်ပြရပါမူမြက်စကားပြောသောအတဲ့နှလုံးမြတ်တာပလဲသွဲကျမမမိမသားနန်းတလိန်ပန်းတလိန်မာယာထောင်ကြောက်တဲ့တညင်စေတနာမှန်သောကန်တရားချီဦးတိမ်ပကြီးလကွယ်မူနောင်အပြတ်မပြောနဲ့မှချောဥပေါင်းစင်းနဲ့မြင်းညိုရှင်မောင်မမငယ်သူများရီဖို့ကိုငုံမယ် ချစ်သူရွေးမယ်ချစ်ဝဲလေငူးခဲရကျမဘွားပါရှင်တောင်ပြတန်းနဲ့ပန်းသစဉ်အဖေမောမြင့်မြင့်ကိုတစ္ဆာဆိုမယ်စွစားချင်းတူဘသူမြတ်တလဲမေတ္တာနဲ့တစ္ဆာတမိုးတော့တော့ခလေးရဲ့အဖေလူမျိုးတွေချစ်ပိုင်ဆက်ရာရွှေတကားကြီးဖွင့်မအောင်တောင်မော်မြေမမြေပြန့်ပန်းမိရွှေမှာ ပြုံးမန်းပွင့်လေတော့မေသူတေဦးလီပြေမောင်ကိုစေ ျင်ပေါ်တွဲကျင်ရှာလိုက်မယ်ကျွန်တော်ပညာရှိအပြုံးလက်ဆောင်ကျင်ပေါ်ကထုံကိုထင်းကရင်ရွှေနန်းမောင်းတင်လိုက်စမ်းလှို့ဝက်မြတ်တာကိုကြီးမုံဒါနတ်ပကြီးနသာလဲမွေပန်လဲမွေမှန်ဝင့်ကျင်မိုးတောက်ရောင်နီချစ်ချင်းမြတ်တာခင်းဟာငါနဲ့ရမုံနာငါအလှချင်းပြန်ရဝဲယောက်ျားတို့ကြောင်းဒီလူနဲ့မိန်ခရေယူတယ်လို့ဆိုခြင်းဆိုသူလဲမေးလောက်ပါချေပြီသူမသိငါဘူးမြတ်တာအကျဉ်းသားချစ်စရာကလေးများ တားနေပါဆိုကိုလူပြူလကွယ်မိုးနောင်တက်လေတို့ဖြစ်သည်မင်းသမီးတင်တင်ရွှဲ၏ပင်ကိုယ်တဘာဝကိုကတနာစရာကောင်းသောအသွယ်လက္ခဏာဖြစ်နေပြီးအလွမ်းကို နိုင်နှင်းလာသည် သူသည်တည်ငြိမ်သောမင်းသမီးတလက်ဟုဆိုရပါလျင်မူလွန်အပ်မထင်ဒီဗီဒီယိုလေးကိုစုံထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ရဲ့ Conda Cartoon Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးကြပါအောင်ရှင်။နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်။